မာခြင်းမရှိတာကိုအရိယသစ္စာလို့တခြားသစ္စာတွေက လွယ်မမှုရှိသေးတော့လည်းပဲအရိယသစ္စာလို့ခေါ်တဲ့ရသဗျာဟောတဲ့သစ္စာ၄ပါးကတော့လုံးဝအလွယ်မှမရှိဘူးဒုက္ခကိုဖြစ်စေတဲ့တရားဟာတဏှာဆိုအဲ့တော့တဏှာတစ်ခုတည်းရဲ့လို့တော့ဒီလိုဆိုလို့ရမဟုတ်ဘူးအဓိကအကြောင်းတရားကိုဆိုလို့ရပေါ့ အဓိကအဖြစ်တဏ္ဏတဏ္ဏဒုက္ခသမှုရောတဏ္ဏသည်ဒုက္ခကိုဖြစ်စေနိုင်သည်ဒုက္ခဆိုရက်သကလောကအချင်းချင်းလေးပြောထားတာပါဝကြီးညွန်တာတော့ဆိုရင်ဘုန်းကြီးတွေတွေရထားတဲ့ဘဝတစ်ခုလုံးဟာဒုက္ခလို့ပြောတာခန္ဓာ၅ပါးသည်ဒုက္ခရှားထားတဲ့ခန္ဓာ၅ပါးသည်ဒုက္ခ အဲခန္ဓာငါးပါးထဲမှာအပါဝင်ဖြစ်တဲ့တဏှာကိုဖယ်ထားလိုက်ပြီးတကယ်တော့အကြောင်းတရားနဲ့အကျိုးတရားခွဲတဲ့အခါမှာဒါဖယ်တာပါပဲသူလည်းသဗ္ဗေသင်္ခါရဒုက္ခအရာတဏှာလည်းပဲဒုက္ခလို့ပြောနိုင်တာပဲရှုတော်ကလည်းပြောရင်အဲ့တော့ဘဝရထားတဲ့ဘဝလို့သတ်မှတ်ထားတဲ့ကိုရထားတဲ့ခန္ဓာရှုတရားနဲ့တရားသည်ဒုက္ခမြတ်စွာဘုရားက ကိုကိုစစ်စေးကြည့်ဖို့လူတွေဟာ ပါရထားတော့ယသိနာနာလေယကာယဆိုတဲ့ရှုပ်တရားတွေရထားတယ်မနဆိုတဲ့နတ်တရားကိုရထားတယ်အဲ့ဒီလူရိသနာရထားသည်မြတ်တရဝရီရထားသည်မြတ်ဟာဘာကိုရရတယ်လို့အချင်းချုပ်ပြောရင်ဒုက္ခကိုရတယ်။ဘာကြောင့်ဒါတွေကိုဒုက္ခလို့သတ်မှတ်ရလဲလို့ဆိုရင် ဆက်ဆုပ်ဆရာကောင်းပြီးတော့ကိုထင်တဲ့အတိုင်းတစ်ခုမှမဖြစ်လို့ဒုက္ခလို့ခေါ်တာဒုဆိုတာရှင်မောဆရာကောင်းတယ်ဆက်ဆုပ်ဆရာကောင်းတယ်ခဆိုတာထင်တာတစ်ခုမှမဖြစ်ဘူးကိုထင်တဲ့ဟာတွေတလွဲတွေကြီးပဲအကုန်လုံးသူဆိုတာဆက်ဆုပ်ဆရာရမောရကောင်းတယ်ဆိုတာဘာဖြစ်လို့လို့ဆို လူလောကမှာတွေ့ကြုံခံစားနေရတဲ့ယောဂမှန်သမျှဟာဒီခန္ဓာမှာဖြစ်တာဖြစ်လို့ယောဂဟာဆင်းရဲဒုက္ခအာလုံတို့ရဲ့တသမံအာလုံတို့ရဲ့တရားဖြစ်သည့်အတွက်ကြောင့်ဒုက္ခလို့ပြောတာ problem ပေါ့